အထဏမိတန်ရွတ်တဲ့အချိန်မှာလည်းဖရာကုံကပဲအာရုံပြုရမှာမြတ်စွာဘုရားဟာဘုသူရဲ့လှုပ်ကြံတပ်ဖြတ်မှုကြောင့်ပဲဖြစ်စေမြတ်စွာဘုရားပြိဋိဘံဆံယုတ်တော်ံဖြစ်ဘူးသူ့တဘာဝအတိုင်းသာလည်းမြတ်စွာဘုရားတွေဟာပြိဋိဘံဆံနေဒါဖရာရဲ့ဒီဆွမ်းရည်တတိခုံတစ်ခုအာရုံပြုပြီဖရာဟာသူများတတ်လို့မသေးဘူးဆိုတာအာရုံပြုပြီးတော့ ှုမြတ်တဲ့အနေထားအနေနဲ့ပူဇော်တဲ့အနေနဲ့ရောပေါ့နော်အထာနာမေတံဘိခဝေအနဝကာသောယံပရုဘကမေနတထာဂတံဇီဝိတောရောပေယအနုကအနုပကမေနဘိခဝေတထာဂတာပရိနိဗ္ဗာယံတိဆိုတဲ့ခါထားလေးအလုံးသောဗုဒ္ဓဘာသာဝင်တက္ကသမတွေရွတ်ဖတ်နေကြတယ်။ဥစဉ်တို့ကအစရွတ်ဖတ်ပါတယ်။အဲ့တော့ဒီကတာတော်လေးကဘာကိုပြောတာလဲဆိုတာကို ဒီနေ့ဓမ္မဗဟုသုတအနေနဲ့ဦးဇင်းတို့မျှဝေပေးဖို့ရွေးချယ်ထားတာပေါ့ကာထာတပုတ်ရဲ့အနက်ကိုသိလို့ရှင်ဒါပို့ပြီးတော့ရုပ်ဖက်ရတာအတိပ္ပယ်ရှိတာပေါ့အတိပ္ပယ်သိတဲ့အတွက်ကြောင့်ရုပ်ဖက်ရတာလည်းပို့ပြီးတော့တဘာဝကြရတယ်ပေါ့နော်အဲ့တော့ဒီကာထာတော်ကိုအလုံးအနေကင်းကာထာတော်အဖြစ်ရရုပ်ဖက်နေကြတာအဲ့ဒီကာထာတော်ကမြတ်စွာဘုရားကိုတော်တိုင်ဟောထားခဲ့တဲ့ကာထာတော် ဂါထာဆိုတာတကယ်တော့သူစကားလုံးပါပဲเนาะမြတ်စွာဘုရားရဲ့စကားတော်ပဲမြတ်စွာဘုရားကိုတော်တိုင်းနှုတ်တော်ကနေထုတ်ဖော်ပြီးတော့ဟောကြားတော်မူခဲ့တဲ့စကားလူလူပြောမယ်ဆိုရင် ပြောထားခဲ့တဲ့စကားပေါ့เนาะဆုလဝါပါဠိတော်စာမျက်နှာ356เนาะအဲ့ဒီမှာဘာပါတယ်လဲဆိုတော့အရှင်ဒီဝတ္တမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကို တောင်ပေါ်ကနေကြောင်တုံးနဲ့လှိမ့်ချတဲ့အချိန်မှာမြတ်စွာဘုရားကတော့သူတပါးတွေရဲ့လုံလောက်ပြောကားနဲ့ပြိဋိဘံဆံယိုးထုံးစံမရှိတဲ့အတွက်ကြောင့်ဘာမှမဖြစ်ဘူးတိုးတော့ကြောက်တုံးလေးတော့ရှာပြီးတော့မြတ်စွာဘုရားခြေမတော်တွေးထွက်သွားတယ်ဗောနော်အဲ့ဒီကြောက်တုံးကြီးကြားတဲ့အတန်ကိုယဟန်တွေကကြားတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးမြတ်စွာဘုရားအဲ့မှာသတင်းသုံးနေရဆိုတာလေယဟန်တွေကသိတော့ဟာဘုရားရှင်ကိုရောမြတ်ကြီးဘေးဖြစ်တာလားမသိဘူးအန္တရာယ်ဖြစ်ပြီလားမသိဘူးဆိုယဟန်တွေများစွာရောက်လာ ရောက်လာပြီးတော့ဒီလိုပြောရင်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုစောင့်ရှောက်ကြတယ်ဝိုင်းရံကြတယ်ဗောမြတ်စွာဘုရားရှင်အန္တရာယ်ဖြစ်မှာဆိုလို့အဲ့ဒီအချိန်မှာမြတ်စွာဘုရားကမိန့်တော်မူတဲ့စကားဒီအဲ့ဒီခုနကရွတ်လိုက်တဲ့ဂါထာလေးပါပဲသူရတဲ့ပဲပြောရတာလဲဆိုတော့ခြေသားရန်တို့တဲ့ဘုရားရှင်တို့မိတယ်သူတို့ဘာရလုံးလာပျောခါနဲ့ပရိနိဗ္ဗာန်ဆံယူတော်မူခြင်းထုံးတယ်မရှိဘူးတဲ့အခါခွင့်အသင့်မှသာလျှင် ပရိနိဗ္ဗာန်စံချိန်တန်မှသာလျင်ပရိနိဗ္ဗာန်စံယူတော်မူခြင်းထုံးစံရှိတယ်ဆိုပြီးတော့ယဟန်တွေကိုပြန်လွှတ်တာအဲ့ဒီနေရာမှာရွတ်ဖတ်တဲ့စကားလေးအဲ့ဒီကထားအနောက်မှာနောက်နောက်ဆုံးသူတို့ထည့်ထားတာဗာလေးထည့်ထားကြလဲဆိုတော့အေတေနသစ္စာဝုဇေနသုတိတေဟောတုတပ္ပရာအေတေနသစ္စာဝုဇေနသုတိမေဟောတုတပ္ပရာဆိုပြီးတော့ဒီလိုလေးထည့်ထားတာတွေ့ရတယ်။ဘာပြောတာလဲဆိုတော့အေတေနသစ္စာဝုဇေနအ ခုကခုကပြောခဲ့တဲ့တစ္ဆာစကားကြောင့်ပေါ့နော်ခုကရုပ်ခဲ့တဲ့တစ္ဆာစကားဆိုတာဘုရားရှင်တို့မိသည်သူတို့ဘာလို့လုံလောက်ပြောကနဲ့ပြိဋိဘံဆံဥတော်ထုံသောမရှိအချိန်တန်မှတာလျင်ပြိဋိဘံဆံတယ်အဲ့ဒီမှန်ကန်တဲ့တစ္ဆာစကားကြောင့်အဲ့ဒီစကားတကယ်မှန်တယ်တကယ်မှန်ဦးဆိုလို့ရှိရင်ခုကရှင်ဒီဝရက်လောက်ကြံတဲ့အချိန်မြတ်စွာဘုရားပြန်တော်မူပြီးပေါ့ပြိဋိဘံဆံပြီးပေါ့နော်ကြောက်တော့ကြီးနဲ့တေချာ ချိန်ကြိုက်လောက်ထားတာလေပရိနိဗ္ဗာန်မဆန်းမဆန်းအဲ့ဒီတစ္ဆာစကားကြောင့်အေဒီနာတစ္ဆာဝဇေနတုတိတေဟောတုတပ္ပရာတဲ့တပ္ပရာခါခတ်သိတေတဲ့တုတိချမ်းသာခြင်းဟောတုဖြစ်ပါစေတဲ့နော်အဲ့ဒီနေရာမှာတချို့ကတေနဲ့မေလေးခွေးစားခွေးပိနဲ့လှုပ်ထားတယ်မေဆိုတာကတော့ကိုကိုကိုရွတ်ချင်တယ်ဆိုရင်မေနဲ့ရွတ်အဲသူတစ်ပါးကိုရွတ်ပေးစေချင်တယ်ဆိုလို့ရှိရင် တေရင်လည်းဒီနေရာမှာပြောင်းယူဦးဇင်းတို့အာရဏာတိယတို့မှာပဲရှိတယ်လေအာရဏတိယတို့မှာတို့တေရင်နဲ့မေပြောင်းယူတဲ့နေရာလေးတွေရှိတယ်ဒါတွေကအဲဒီပါဠိရဲ့အနက်သဘောထားသိတဲ့ပုံစံတွေဆိုလို့ရှိရင်ဘာမှမခက်ခဲပါဘူးเนาะအဲ့တော့မြတ်စွာဘုရားဟောတဲ့ထဲမှာတော့ဒီအောက်ဆုံးကအေဒီနသစ္စာဝိဇ္ဇေနသုတိတေဟောတုတ္တပဒသုတိမေဟောတုတ္တပဒဒါတွေတော့မပါဘူးအဘောကခုနကအထာနာမေတ္တကာထာပဲပေါ့အော်ဒီဘက်ကအန်ရေကင်းအောင်ဆိုပြီးတော့ရွေးကြတော့ခုနကပြောတဲ့သစ္စာစကားကြောင့် ်ဘေးရနေပေါ့မဖြစ်ပါစေနဲ့ဆိုပြီးတော့ရွတ်လာဒါတရားတကယ်တော့ယုံယုံကြည်ကြည်နဲ့လာရွတ်တကယ်အစွမ်းထပ်ပါတယ်တကယ်ကိုပဲကိုယ့်ရဲ့စိတ်ထဲမှာလုံခြုံမှုတစ်ခုအဖြစ်ခံစားစေပါတယ်အဲ့တော့ဒီနေ့ဒီအထာနာမေတ္တဂါထာကအတိတ်ကခုနကပြောခဲ့သလိုအတိတ်ပဲရှိတယ်အဲ့ဒီဂါထာတော့ကိုယုံယုံကြည်ကြည်နဲ့တိုင်းရွတ်ဘက်တည်းစဲတော်မူကြပြီးတော့အလုံးဘေးကင်းနိုင်ကြပါစေလို့ဥစဉ်ကဆန္ဒပြုတယ်။နောက်ပြီးတော့ဒီဂါထာတော်ဟာ စီးစင်ဆက်ဆရာတော်ကြီးဗမောဆရာတော်ကြီးတို့ဖောက်တော်ရဆရာတော်ကြီးတို့နော်ပမောခရဆရာတော်ကြီးတို့ဟောထားတာတွေလက်ညွန်ထားတာတွေရှင်းပြထားတာတွေလည်းများစွာရှိပါတယ်အဲ့တော့ဒီကထာတော်ကြီးကိုယူပြီးတော့အားလုံးဘေးရန်နေရေကေရှင်းနိုင်ကြပါစေဗျာ